တင်းပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျေဆာတင်းချန်နယ်မှာဒီကနေ့မတ်လ14ရက်နေ့နောက်ဆုံးရတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်းတက်ဆမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်းတက်ဆမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ကန်အပ်ပါတယ်ခင်ဗျာခုတကပရမအုပ်ဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်းကတော့မုံညို့မျိုးနဲ့လေးအိန်န်ခြေဝါမကိုရဲလင်းကိုညာအင်းနေချင်းချင်းအောင်ထဲမှာဆွဲထုတ်ခါစစ်မှုထန်းခိုင်းရဖမ်းဆီးပြီးတော့နတလေးမကွေးနဲ့ဓနုပြူတို့မှာစစ်မှုတန်းဆင်းကောစာမပေးတော့ဘဲ လုံငယ်များကိုအိမ်နိုင်ရာရောက်လိုက်လံဖမ်းဆီးပြီးတော့စစ်တင်နာကြောင်ပို့နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းတွင်းမှာရှိတဲ့ခြေဝါများမှာအချမ်းဘက်စကောင်းစီတသားများကရွာထဲမှာတက်ဆွဲပြီးတော့လုံငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ဒေသနေပြည်သူများကပြောဆိုပါတယ်။မတ်လ13ရက်နေ့မနက်9နာရီခန့်မှာမုံညိုမျိုးနဲ့လေးအိမ်နိုင်ရွာမှာကိုရဲလင်းကိုအုတ်ထုတ်ရည်မှုခင်မြန်းမော်နဲ့ရာရမှုတန်းငွေနဲ့တန်းစော်တို့မှစကောင်းစီတသားများခေါ်လာပြီးတော့နေအိမ်ထဲတည်ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဒါပြင်အုတ်ထုတ်ရည်မှုခင်မြန်းမော်ရဲ့နေအိမ်မှာလည်း ချမ်းမဲ့စကောင်းစီတသားများကတဆွဲထားပြီးတော့အနေနာရှိခြေဝါများမှလူငယ်များကိုလည်းလိုက်လံဖမ်းဆီးနေခြင်းနဲ့ကြောင့်စုံကုံရွာတမယာကုံရွာပြေးစင်ကုံရွာလိန်နန်ရွာနဲ့တာလေးရွာကလူငယ်တွေထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်။ဒါပြင်ပဲခိုးတိုင်းနဲ့တလင်းမျိုးနယ်တို့မှာရှိတဲ့ကလက်တဲ့ထုံရွာအုပ်ချုပ်ရေးမှုကျောင်းနိုင်ရွှေကြပင် အောင်မင်သာရွာမှာအုပ်ချုပ်ရေးမှုလာဝင်တိန်ထွန်းဘုံမြင့်နဲ့မချီးစုခြေဝါမှာအုပ်ချုပ်ရေးမှုသူတော်တို့ဟာခြေဝါများတွင်စစ်မှုတန်းချေများအတင်အဓမ္မခောက်ခံနေပြီးတော့ ငွေချေမပေးနိုင်တဲ့လူငယ်များကိုဂျမ်ဘတ်စကောင်းစီတသားများခေါ်ဆောင်ကပေါ်တာဆော့ရဲ့ဖန်ဆီးခိုင်းနေတယ်လို့သိရပါတယ်။ဒါပြင်မကွေးတိုင်းမကွေးမြို့နယ်မှာလည်းလက်နက်ကင်တခုံချေးဝါအုပ်ချုပ်ရေးမှုမိုးစော့နဲ့အင်းနဲ့ချေးဝါအုပ်ချုပ်ရေးမှုဇော်လက်တို့ပူးပေါင်းပြီးဒေရင်ကိုစစ်မှုတန်းချေးငွေချေတသိန်းခွနတောင်လိုက်လံကောက်ခံနေကြောင်း၎င်းတို့ကောက်ခံတဲ့ငွေချေမပေးနိုင်တဲ့လူငယ်များကိုလည်းစတက်ခော့ကဖန်ဆီးခိုင်းနေကြောင်းဒေသနေပြည်သူတွေကပြောပါတယ်။တခုံရွာအုပ်ချုပ်ရေးမှုမိုးစော့ကစတက်ကလက်နက်ပေးထားတော့လက်နက်အကူနဲ့လုံနေတာ။ အင်းနဲ့ခြေဝါအုပ်ချုပ်ရင်းမှုစော်လက်ကလည်းစက်တက်ကလက်နဲ့ပေးထားတာပါလက်နဲ့ကင်ထားတော့ဘသူမှဂယုမဆိုင်ဘူးဆိုပြီးသူတို့စိတ်ကြိုက်ပြီးသူတွေစီကားနေငွေကြေးအတင်းထဲမှလိုက်တောင်းနေတာငွေကြေးမပေးရလဲစကွေးတွေခေါ်လာပြီးပေါ်တာဆွဲဖန်စီခိုင်းနေပါတယ်လို့ဒေသနေပြည်သူတအုပ်ကပြောဆိုပါတယ်မချလာ၁၇ရက်နေ့ကတခုံခြေဝါနဲ့အင်းနဲ့ခြေဝါမှစမှုတန်းချေမပေးတဲ့လူငယ်များကိုစက်တက်ခေါ်ကလိုက်လံပေါ်တာဆွဲဖန်စီခိုင်းနေခြင်းကြောင့်လူငယ်များအားလုံးဟာထွက်ပြေးတင်းရှောင်နေကြရတယ်လို့သိရပါတယ်ဒါပြင်မကွေးတိုင်းမကွေးမြို့နယ်တေးရခေါင်ရွာနဲ့မြင်ကုန်တိုင်းနယ်တို့မှာ နေမင်းရဲ့စခန်းမှာစကောင်းစီတသားများကလမ်းသွားလမ်းလာလုပ်ငန်းများကိုပေါ်တာဆော့ရဖမ်းဆီးပြီးတော့တဝူးကိုငွေကျပ်320နဲ့ပြန်ဝေးခိုင်းနေတယ်လို့ဒေသနေပြည်သူတွေကပြောဆိုပါတယ်။ဒါပြင် AR တိုင်းဓနူပြုံမျိုး14ရက်ကွာမှာလဲအချမ်းဘတ်စတက်ခန့်ရက်ွက်အုပ်ချုပ်ရေးဖော်ဝင်များမှာလုပ်ငန်းများကိုစစ်မှုတန်းစင်ခေါ်အစားများပို့ဆောင်ခြင်းရှိပဲ၎င်းတို့စိတ်ကြိုက်လုပ်ငန်းများကိုစစ်မှုထမ်းရန်နေအိမ်များထဲထိလိုက်လံခေါ်ဆောင်နေတယ်လို့သိရပါတယ်။ဓနူပြုံ14ရက်ကွာမှာစခွေးကန့်အုပ်ချုပ်ရေးမှုအောက်ဆွဲရာယမှုတွေစာယမှုတွေပေါင်းပြီးတော့ လုံငယ်တွေကိုစင်ကော့စာမပို့ဘဲနဲ့သူတို့စိတ်ကြိုက်စမှုထမ်းဖို့လိုက်လံခေါ်ဆောင်နေပါတယ်။ပတ်စံရှိတဲ့သူတွေကိုတင်းတရာထောင်းပါတယ်။ပတ်စံပေးရင်ပြန်လုံးမယ်လို့ပြောပါတယ်။ငွေချေမတန်းနိုင်တဲ့သူတွေကတော့သူတို့စိတ်ကြိုက်ကိုနေနေတဲ့တီသွားပြီးတော့လိုက်ခေါ်နေတာလို့ဒေသနေပြည်သူတဦးကပြောဆိုပါတယ်။လက်ရှိမှာအချမ်းဘက်စကောင်းစစ်ကရမန်းနဲ့မေလာမှာစတင်ပြီးစမှုတန်းအဖက်စင်တဲ့တင်းနှန်းကိုစတင်ဖွင့်လှစ်ခဲ့ပြီးတော့ရခိုးကစမှုတန်းအဖက်စင်စတစ်ကိုဖွင့်လှစ်ရပြင်ဆင်လျက်ရှိနေပြီဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့တင်ကတော့မိုးကုန်းမှာတန်းလေးရဲ့မျိုးဆောင်တက်တာဆိုသောမှုကို မျိုးကအများကကန့်ကွက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ဒါအောင်မျိုးသားလွန်မြောက်ရေးတပ်မတော်တန်တလေးကတင်းပိုက်ထိန်းချုပ်ထားတဲ့မိုးကုန်းမျိုးမှာမျိုးကန်မျိုးသားများကိုတန်တလေးကမျိုးဆောင်တက်တာစုဆောင်းရန်ရက်ွက်အုပ်ချုပ်ရေးမှုများကိုညွှန်ကြားထားပြီးတော့အဆိုပါညွှန်ကြားချက်ကိုမျိုးကန်တွေကလက်မခံကြောင်းဒေသခံများကပြောပါရစေ။အခုအဲ့လိုလုပ်ရင်တော့ကလေးနဲ့လူကိုပဲချန်ရင်မျိုးပြတ်မှာလေ။သူတို့ဘလောင်တွေကိုပဲစုဆောင်းထားတဲ့ရွာတွေတောင်မှကလေးနဲ့လူကိုပဲချန်လို့တော်တော်လေးဒုက္ခရောက်နေကြတာ။စာဝင်နေရရှာကျွေးမဲ့သူမရှိလို့လေလို့မိုးကုန်းမျိုးကန်မျိုးသမီးတအူးကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ6ရက်နေ့မှာ ဘီအက်ဆက်လက်ဖတန်လေးအရာရှိတချို့ကရက်ွက်ဂျေးဝါကိုချုပ်ရည်မှုများကိုခေါ်ယူပြီးတော့ဒက်ဆက်ရှင်ထဲမှာ55နှစ်တွင်မျိုးသားများမျိုးဆောင်တက်အနေနဲ့တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ညွန်ကြားစာပေးခဲ့ပြီးတဲ့နောက်ရက်ွက်ဂျေးဝါကိုချုပ်ရည်မှုမှတစ်ဆင့်မတ်လ10ရက်နေ့မှာရက်ွက်ဂျေးဝါနဲ့ရမီရပများကိုစေဝေးခေါ်ယူကဆိုပါကြောင်းကိုပြောကြားခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတဝူကဆိုပါတယ်။ထို့နောက်မတ်လ10ရက်နေ့မှာမျိုးနေရမီရပများမှအူဆောင်က DNA ထံသို့မျိုးဆောင်တက်တာစုဆောင်ခြင်းကိစ္စနဲ့ပတ်သက်ပြီးတော့ကန်ခွက်စာပေးပို့ခဲ့ကြတယ်လို့လည်းဒေသခံများထံမှသိရပါတယ်။ ငါတို့တင်ထားတဲ့မြို့ငါတို့ထုတ်ချင်တဲ့ဥပဒေထုံးမယ်ဆိုတာကတော့မဖြစ်သင့်တဲ့ကိစ္စပေါ့နော်။ဘာလို့ဆိုမိုးကိုကိုတင်ထားတာကတနေ့ပြတော့မယ်။အခုချိန်ထိမိုးကိုမျိုးနယ်လူတို့ကခြေနဲ့အားရလောက်တဲ့အချိန်တွေမျိုးကိုလုပ်ပေးတာမရှိသေးဘူး။ဇာဝနေရေးကိုမပြေရှင်းမနဲ့ဘာလို့ဒီစိတ်ရင်အားကိုပဲဖြည့်တင်းချင်နေရလဲလို့မိုးကိုမျိုးကံမျိုးသားတို့ကဆိုပါတယ်။တောင်မျိုးသားလုံမျိုးကြီးတက်မတော်တင်တယ်လေဟာ။ယခင်အစောပိုင်းကာလတွေမှာတောင်ပလောင်လူမျိုးများကလာတသားဖြစ်တဲ့အိမ်တယောက်စသားစုဆောင်လေးရှိပေမဲ့လက်ရှိမှာတသက်ရှင်နဲ့မှ45နှစ်တွင်းရှိမျိုးသားတိုင်းကို မျိုးဆောင်တက်အနေနဲ့ခေါ်ယူပြန်စစ်ဆင်နေခြင်းဖြစ်တယ်လို့သိရှိရပါတယ်။မျိုးဆောင်တက်လို့ဆိုပေမဲ့စမှုထမ်းရမှာပဲ။အရင်တော့မျိုးဆောင်တက်လို့ခေါင်းစဉ်တက်ထားပေမဲ့အချိန်မရွေးရှေးတန်းထွက်ရမှာပဲလေ။အရင်ကတော့သူတို့ပလောင်လူမျိုးချင်းချင်းကိုပဲခေါ်တာမှာအဝေးမှာဆိုရင်အိမ်ချိပ်ပက်တာမျိုးတော့ရှိတယ်။အခုလူမျိုးပေါင်းစုံနေတဲ့နေရာမှာတော့ဘလို့ဖြစ်လာမလဲမပြောတတ်သေးဘူးလို့မျိုးကံမျိုးသမီးတအူကဆိုပါတယ်။မဟုတ်မျိုးမှာတန်တဲ့လင်းနေတဲ့မျိုးဆောင်တက်တာခေါ်ယူရန်စစ်ဆင်နေခြင်းနဲ့ပတ်သက်ပြီး BSLF တန်တဲ့လေးပြောရေးဆိုခွင့်ရှိသူလူရည်ဦးထံကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ မဟုတ်မျိုးကိုပြီးခဲ့တဲ့2024ဇူလိုင်လအတွင်းမှာ DNL နဲ့တူ MDYPDF မဟုတ်ပြူဟာစားတဲ့မဟာမိတ်တော်လှန်ရေးပူပေါင်းတပ်မှတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလက်ရှိမှာ BS Select DNL ကမျိုးချုပ်ရေးပိုင်းကိုတာဝန်ယူထားခြင်းဖြစ်တယ်လို့မျိုးကံများထံကသိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့တင်ကြတော့ရန်ကုန်မန္တလေးလာဟောင်းမှာ ARD အမှတ်3တက်ရမှ PDF ရဲဘော်များကလမ်းမိုင်းဆက်စည်ပြုလုပ်ပြီးစီရဲချင်းတွေများကိုပြည်သူများထံတင်ပြဆုံးနေတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်မန္တလေးလာဟောင်းမှာ ARD အမှတ်3တက်ရမှ ီဒီအရေပေါ်များကလာမိုင်းဆက်စည်ရေးပြုလုပ်ပြီးစည်ရေးချင်းတွေများကိုပြည်သူများထံတင်ပြဆွေးနွေးခဲ့တယ်လို့ AR အမှတ်သုံးတက်ရမှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ရမန်းနေ့မတ်လ13ရက်နေ့ကရန်ကုန်မန္တလေးလမ်းဟောင်းမှာ AR အမှတ်သုံးတက်ရမှာပီဒီအရေပေါ်များကလာမိုင်းဆက်စည်ရေးများပြုလုပ်ခဲ့ပြီးတော့စည်ရေးချင်းတွေများကိုပြည်သူများထံတင်ပြဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဒါပြင်ပီဒီအရေပေါ်များကပြည်သူများနေနဲ့လဲချမ်းပဲစကောင်းစီနဲ့ပတ်သက်ဆက်နွယ်ခြင်းနင်းနီးကက်ကက်နေထိုင်ခြင်းများကိုရှောင်ကျဉ်ကြပါရန်မြတ်တရက်ခံတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ လမ်းကတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာပါလမ်းမိုင်းဆက်စရေးတွေပြုလုပ်ပြီးဘီသူတွေအတွက်ရှေ့ဆက်ဖြစ်လာမဲ့စည်ရေးချင်းတွေနဲ့ပတ်သက်ပြီးတော့ဘီသူတွေကိုဆောင်ရံဆောင်ရံတွေကိုဒေဘေးမေတ္တာရက်ခံတာတွေလှုပ်ဆောင်ခဲ့ပါတယ်စည်ရေးလုံးချုံရေးအတွက်စစ်ဆေးခြင်းသာဖြစ်ပါတယ်လို့ AR အမှတ်သုံးတက်ရမှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ထိုင်းနဲ့မြန်မာနယ်စပ်မှာရှိတဲ့စကောင်းစီရဲ့ပူလူတူစကန်းကိုခေနလေးပူပေါင်းတပ်များကတင်ပတ်ရရှိပြီးအချမ်းဘက်စကောင်းစီတပ်သားများထိုင်းဘက်သို့ထွက်ပြေးလာကော ိုင်းစစ်တပ်က၎င်းတို့ကိုအကူအညီပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်လိုင်ပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြံဘတ်စကောင်းစီရဲ့ပိုလိုတူစကန်းကိုကင်းနယ်လေးပူပေါင်းတပ်များကတင်ပြရရှိပြီးမြန်မာစစ်သားများတိုက်ဆုံချင်းနဲ့ထိုင်းဘက်သို့ထွက်ပြေးလာမှုတွေရှိနေတယ်လို့မဲဆောက်မီဒီယာအပါအဝင်ထိုင်းသတင်းဌာနတချို့မှသတင်းဖော်ပြနေပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ26ရက်နေ့မှာစတင်ပြီးကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စကောင်းစီလက်အောက်ခံခါလိုက်ရ31တပ်ရင်းရဲ့ပိုလိုတူစစ်စကန်းကိုကရင်နယ်လေးဝှဆောင်တဲ့ပူပေါင်းတပ်များကတိုက်ခိုက်ခဲ့ကြောင်း ထုံနောက်စကောင်းစီတက်ကလေချောင်းတက်ခိုင်းမှုများနဲ့တောက်လျှောက်ခူးကန်ခဲ့ရမှဒီကနေ့မတ်လ14ရက်ထိုင်းစန်းတော်ချိန်မနက်12:30မိနစ်ချိန်မှာအချမ်းဘတ်စကောင်းစီရဲ့ပိုလူတူစကန်းဟာလုံးဝပျက်စီးသွားပြီးတော့ခေရန်လေးဦးဆောင်တဲ့တပ်များကတင်ပိုက်ရရှိသွားခဲ့ကြောင်းအဆိုပါပိုလူတူစစ်တပ်စကန်းကိုခေရန်လေးတမအခွန်ကဦးဆောင်တက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါပြင်စစ်တပ်ရဲ့ပိုလူတူစကန်းတင်တိုက်ပွဲမှာမြန်မာအချမ်းဘတ်စစ်တပ်မှအများအပြားတိုက်ဆုံခဲ့ပြီးတော့တချို့သောမြန်မာစစ်သားများဟာထိုင်းဘက်သို့ထွက်ပြေးလာကြောင်းထိုင်းစစ်တပ်ကထွက်ပြေးလာတဲ့မြန်မာစစ်သားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံမှုများနဲ့အညီအကူအညီတွေပေးအပ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတိုက်ပွဲဖြစ်ပွားရာစကောင်းစီရဲ့ပိုလူလူစခန်းနဲ့နေဆက်တဲ့ထိုင်းမြန်မာနယ်စပ်ထိုင်းဖက်အချမ်းကိုထိုင်းစစ်တပ်ကလုံခြုံရေးအထူးတင်းကျပ်ထားတယ်လို့သိရပါတယ်။လက်ရှိအခြေအနေကိုအသေးစိတ်သိရှိရန်အတွက်ကရန်ညုတ်ဘက်ကိုဆက်သွယ်မေးမြန်းရမှာလက်ရှိအခြေအနေကိုမသိရတဲ့ကြောင်းရခိုင်ရပိုင်းများအတွင်းကလည်းပူလူတူစစ်တပ်စခန်းကိုတင်ပတ်ရရှိတယ်ဆိုတဲ့သတင်းများထွက်ပေါ်ခဲ့တဲ့ကြောင်းဒါဟာဆေးရဆိုင်ရာသတင်းဖြစ်တဲ့တော့ တဆိုင်ရာကရန်ညူတရင်နဲ့ပြန်ချာရေးစာမျက်နှာများမှာထုတ်ပြန်မှသာဒီပြုတ်နိုင်မှာဖြစ်ကြောင်းပြောဆိုပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဗီမနာစစ်ကြောင်းမှုရဲဘော်ကိုဆိုင်တက်ခန့်ရမှုကရန်ပြည်ဒေသမတော်မှာတာဝန်ဖြစ်ရှိပြီးဂျူလုံးသူများအားဖော်ထုတ်ရေးယူပေးရန်နေပြည်တော်ဒိုင်းဆက်ဌာနကထုတ်ပြန်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ဗီမနာစစ်ကြောင်းမှုရဲဘော်ကိုဆိုင်ခေါ်ဝန်လိုင်းကိုတက်ပြတ်ခံရမှုမှာကရန်ပြည်ဒေသမတော်မှာတာဝန်ပြေးဝရှိပြီးတော့ဂျူလုံးသူများအားဖော်ထုတ်ရေးယူပေးပါရန် ပြည်သူ့ကားဝေးတက်မတော်နေပြီးတော့ဒိုင်းစစ်ဌာနကယမန်နေ့မတ်လ13ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မတ်လ3ရက်နေ့နေ့လယ်တနာရီခန့်မှာနေပြီးတော့ဒိုင်းစစ်ဌာနရဲ့ဗျမနာစစ်ကြောင်းမှုရဲဘော်ကိုဆိုင်ခေါ်ဝင်လိုက်ကွာ KNP တဲ့တက်မတော်ဘိုးကော်မတီဝင်ဗိုလ်မှူးကြီးသိန်းဟန်နဲ့တွေ့ဆုံဆုံးနေရန် KNP တဲ့နယ်မြေအမှတ်6မြို့နယ်ဒုတက်မဟာမှုဖိုးခွားမှာလာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့် KNP တဲ့တက်မတော်ဘက်သို့နေပြီးတော့ဒိုင်းစစ်ဌာနမှာအဆိုပါဖြစ်စဉ်အပေါ်မှာအခြေအနေအကြောင်းရင်းသိရှိစေရန် မချလခွန်နေနေမှာစာထုတ်ပြီးတော့အကြောင်းကြားပေမဲ့အကြောင်းပြန်ချလာခြင်းမရှိဘူးလို့ဖော်ပြပါတယ်။ဒါပြင်ချားကလာအချိန်များမှာလည်းခရမ်းပြည်တွေတက်မတော့နေမြေတီတွားရောက်တွဲဆုံဆုံးနေရန်ကြိုးစားခဲ့ပေမဲ့ဘိုးကော်မတီများကတွဲဆုံဖြည့်ရှင်းပေးခြင်းမရှိခဲ့ဘူးလို့လည်းသိပေးပါတယ်။ထို့နောက်ရမန်နေ့မချလ7ရက်နေ့မှာနေပြည်တော်ဒိုင်းစစ်ဌာနနဲ့မာမင်းကြီးနောင်ဖွဲ့စည်းများရဲ့စုံစမ်းထောက်လှမ်းပေးမှုအရလက်ရှိခရမ်းပြည်တွေတက်မတော့ရုံဆိုင်ရနေမြေတနေရာမှာဒေါ်လာရေးဦးဆောင်သူရဲဘော်တအူဖြစ်တဲ့ရဲဘော်ကိုဆိုင်းရဲ့ရုပ်လောင်းကို လူသားမဆန့်စွာပြင်းပြင်းထက်ထက်ညံ့မှန်းနှိပ်စက်ထားတဲ့ဒဏ်ရာများစွာနဲ့ရှားပွေတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ဒါကြောင့်ရဲဘော်ကိုဆိုင်းရဲဆိုပါဖြစ်စဉ်ပေါ်မှာခရမ်းပြည်တဲ့တမတော်မှတာဝန်ရင်ပြည့်ရှိကြောင်းနဲ့အူဆောင်စေခိုင်းဂျူးလုံးသူများကိုပြင်းထန်စွာရေးယူဆောင်ရွက်ပေးပါရန်တောင်းဆိုထားပါတယ်။ဒါပြင်တုံးရတွင်ဖြစ်စဉ်အားတာဝန်ရင်ပြေဝါယူပြီးဖြေရှင်းပေးရန်အမိန်ပေးစေခိုင်းသူနဲ့ဂျူးလုံးသူများအားလုံးကိုထိရောက်ပြင်းထန်စွာရေးယူဆောင်ရွက်ပေးရန်နဲ့ဒါအတော်လိုင်းရေးတိုင်ဝိုင်းတစ်ခုလုံးကိုချိန်ချောက်မှုဖြစ်တာကြောင့် ဒေါ်လန်ရင်မမိတ်တပွဲများအနေနဲ့ဖြစ်စဉ်ကိုတမတမချားစီဖို့ဝိုင်းဝန်းကူညီပေးကြရန်တောင်းဆိုတိုက်တွန်းထားပါတယ်။ဟိုးဒေါ်လန်ရင်စာကလေးကကိုကြီးဆိုင်ကျွန်တော်တို့နေပြည်တော် PDF စာဖွဲ့ကလေးကလူငယ်တွေနဲ့တူတသားတဲ့တော်ထဲမှာပြန်ပြန်ဆင်းရဲမှုများစွာအထူးဖြတ်တန်းခဲ့တဲ့အကိုတယောက်ပါ။ကျွန်တော်တို့နေပြည်တော် PDF ရဲ့ရဲဘော်ဟောင်းနေရဲ့ဆရာသမားတဦးဆိုလည်းဟုတ်ပါတယ်။တကယ်ကိုဒေါ်လန်ရင်တမဆစ်စစ်တယောက်ပါ။အရန်နဲ့မျောပါတယ်။ကိုဆိုင်ကအဖွဲ့စည်းတစ်ခုရဲ့တပ်ပစ်ချင်းခံရတာဘာအတွက်ကြောင့်လဲလို့အတခန့်ရတဲ့ကိုဆိုင်နဲ့နေဆက်သူတဦးကပြောပါတယ်။ လက်ရှိ KNB တဲ့ပါတီ KNLB ဥက္ကဋ္ဌဟာတန်းဆိုးနိုင်ဖြစ်ပြီး KNB တဲ့တော်လှန်ရေးကောင်စီအားဗိုလ်မှူးချုပ်အိုင်းနော်ထားကတာဝန်ယူပြီးတော့ KNB တဲ့တက်မတော် KNL ရဲ့စိုးစည်းချုပ်ဟာဗိုလ်မှူးချုပ်များလို့ဖြစ်ပါတယ်ပြည်သူ့ကွယ်ရေးတက်မတော်နေပြီးတော့ဒိုင်းစစ်ဌာနရဲ့ပြည်မနာစစ်ကြောင်းမှုရဲဘော်ကိုဆိုင်တပြက်ခံရတဲ့ထုတ်ပြန်စာနဲ့ပတ်သက်ပြီး KNB တဲ့ပါတီနဲ့တက်မတော်ဘက်ကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ် KNB တဲ့ပါတီဟာရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်စေဘူးရွာမှာခြေဆိုင်ပြီးတော့အင်အားတစ်ထောင်ခန့်ရှိနိုင်တယ်လို့စစ်ရေးသတင်းရင်းမြစ်များကကန့်မှန်းထားပါတယ်။ လက်ရှိချိန်ထိကင်းနီဒေါ်လာအင်အားစုများနဲ့အတီလင်းပူပေါင်းခြင်းမရှိသလိုအာနာတိန်စကောင်းစင်နဲ့ပူပေါင်းခြင်းကိုလည်းမတွေ့ရပါဘူး။ထို့နောက်ရမုံငွေများများရှာနိုင်တဲ့သူတွေကိုဘုတ်ကိုအေးအေးအားတိုက်ခိုက်တာတွေတော်တော်များလာနေတာကြောင့်ဒေါ်လာအင်ဘက်တော်သားဆိုတော့လင်းလင်းမှခုလိုရှင်းလင်းဖော်ပြလာပါတယ်။ရတန်ချိုးပွဲမှာရရှိအမြတ်တရားရခိုင်တို့အုံပြုတာကိုတင်ပေးလိုက်ပါတယ်။ပုံမှန်ဆိုရင်ကျွန်တော်ကိုယ်ပိုင်ကောင်းကနေတင်လေးမရှိပါဘူး။ဒီလိုတင်ရတဲ့အကြောင်းရင်းရှိပါတယ်။ရတန်ဘွဲကနေရတဲ့ငွေတွေကိုဒေါင်းနဲ့တန်နေရဲ့စောကခွဲယူချင်တာ။ ဒါကိုလဲလင်းကသူ့ရဲ့ဆုံးဖြတ်ချက်နဲ့သူမြေပြင်ကိုအကုန်ပိုးလိုက်တယ်လို့လူတော်တော်များများကိုလိုက်ပြန်တာလိုအပ်တာထက်လွန်ခဲ့လာပါပြီ။ဘလောက်ဒီလွန်ခဲ့လဲဆိုရင်ဒေါ်လိုင်းလုံးတွေကိုချိန်လူလုံးနေရတဲ့ယုံကြည်ရတဲ့မိသားစုတွေအထိပါရဲရဲတင်းတင်းဖြတ်ဝင်လာတယ်။နောက်ပြီးတလက်စားတဲ့ဘန်ကောက်မှာအိမ်ကြီးငှားပြီးတော့ငွေတွေစိတ်ကြိုက်သုံးဆွဲနေတယ်။ဒေါ်လိုင်းရဲ့ခေါင်းစင်းကငွေတွေစိတ်ကြိုက်စီမံသုံးဆွဲတယ်ဆိုတဲ့စစွဲမှုတွေပါပါလာပါတယ်။တကယ်တော့ဒီနေ့ကခင်းညွန့်ခဲ့ကနေတယ်ပေါ့။သို့တော်ဖျောင်းဝေတဲ့သူတွေကစားခါတွေမဟုတ်ပဲ။ ဒေါ်လန်ကြီးခေါင်းစိမ်အောက်ကဆိုတဲ့ပုံကိုယ်ကြီးဖြစ်နေတဲ့တွေ့တင်ပါတယ်။ရတန်ဆားလို့တော့ထောင်းချစ်သူဝေဒန်နီရဲ့စောတော့ကိုတဲ့တဲ့အတိုင်းပဲ ਨੇ ။ကုန်ကြတဲ့ငွေတွေကိုကျွန်တော်စားအုပ်ရောင်းရတဲ့ငွေတွေကစိုက်ထုံမယ်။နောက်ပြီးကျွန်တော်ရဲ့ရုပ်ချိုးဝယ်ငွေနဲ့စားအုပ်ရောင်းရငွေတွေကိုခိုင်းတွယ်နေတဲ့ခိုမင်းကုန်းကိုလည်းလမ်းတီးပေးတယ်။ရိုးဝဲပြီးတော့အရင်စိုက်ထားတဲ့စားအုပ်ရောင်းငွေမှစိုက်ထားတာကိုဖယ်ပြီးရာသမြငွေအားလုံးကိုဘလို့လုံးချင်လဲဆိုပြီးတော့ထောင်းချစ်သူဝေဒန်နီရဲ့စောတော့ကိုတဲ့တဲ့မိတယ်။အဲဒီနောက်အားလုံးသဘောတူညီမှုနဲ့မြေပြင်ကိုအားလုံးပို့မယ်လို့ဆုံးဖြတ်ကြတယ်။ လောလောဆယ်ဒီလောက်ပဲပြောပါအောင်မယ်။နာမည်တွေတက်ပြီးတော့ထပ်ပြောပါအောင်မယ်။ကျွန်တော်ပါစင်နဲ့ရှင်ရမာတွေကိုတော်လိုင်းရေးပြီးတာနဲ့ရှင်းဖို့အကုန်တူထားပြီးသားပါ။အခုကိစ္စကတော်လိုင်းရေးခေါင်းစဉ်ဖြစ်တဲ့အတွက်တင်ရခြင်းဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့အယုံနောက်သွားတဲ့မြေပြင်ရဲဘော်ရှိရင်ကတော့တောင်းပန်ပါတယ်။စခွေးတွေရဲ့စိတ်နဲ့တော်လိုင်းရေးမလုပ်ကြနဲ့လို့ကျွန်တော်ပြောပါတယ်။မေးစရာရှိရင်မျက်နှာပေါ်ပြီးတက်တက်လာတော်လိုင်းရေးဘက်ကမီဒီယာတွေကိုပါခေါ်ပြီးတော့လူလူရှိမှလိုက်လွင်ရှင်းကြမယ်။အပေါ်ဝင်ငွေလေးလဲရအောင် YouTube channel တွေကိုလည်း live ကို link ချိတ်တာပေါ့။ ေသနာတခုကိုရှင်းတဲ့အခါမှာဓမိုင်းချန်ကဲမှာနောက်လူတွေတို့အကျိုးရှိမယ်တခုတော့ရှိတယ်ဒီမိုကရေစီမှာမေခိုးနေဟာလိုအပ်ပါတယ်အရေးကြီးပါတယ်သို့တော်တစ်ဖက်တည်းကပဲမေခိုးမေးရတဲ့မွန်နိုတော်မျိုးတော့မဟုတ်ဘူးနော်ပြန်မေးတဲ့မေခိုးတွေကိုလည်းချန်နဲ့လက်နဲ့ပြန်ပြင်နိုင်ရပါမယ်ကိုရဲ့တာလုံနေဆိုရင်တော့တတ်လာခဲ့ကြပါနာမည်ကြီးသူတွေရောမကြီးသူတွေရောကိုနွေနွေထွထွနဲ့ဆက်ဆက်ပြီးတော့အမေးပြေနဲ့ရှင်းပါမယ်ဆိုပြီးကြကြလက်ကြပြောဆိုလာတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးဒီနားဆင်ကြတဲ့တရင်ပိတ်တမများကိုကျေးဇူးထူးပဲတင်ရှိပါတယ် နောက်ထပ်ပြည်သူမိပါတဲ့တော်လိုင်းဘက်တော်သားများရဲ့တရင်များနဲ့တို့ပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ